အားလုံးပဲမင်္ဂလာပါခင်ဗျာ Bookwave Audio Book Channel ရနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဖတ်ပြမှာကတော့ဆရာကြီးရှူတောင်ရေးသားထားတဲ့ပလင်းဆောင်ဘလူးလို့အမည်ရတဲ့ဝိသုတူပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်စာမဖတ်ခင်မှာကျွန်တော်တို့ရဲ့ Channel ကို Like and Subscribe လုပ်ပေးဖို့နဲ့ဒိုအပ်ချက်တစ်စုံတစ်ရာရှိလာခဲ့ရင်လည်း Comment မှာဝေဖန်ပေးဖို့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာပလင်းဆောင်ဘလူးမန္တလေးမြို့ စိန်ပန်းရက်ကွက်တွင် မောင်ပေါတူးအမည်ရှိ ဖောင်ကြိုသမားတစ်ယောက်ရှိ၏မောင်ပေါတူးသည်လေဖြစ်၎င်းဖောင်ဖြစ်၎င်းအထက်မြင့်ညာကတာနယ်မှရန်ကုန်မြို့အထိမြေရိုးတစ်လျှောက်အနှံ့အပြားရောက်ဖူးသူတစ်ယောက်ဖြစ်၍၎င်းရက်ကွက်ရှိ လူငယ်များအားဒေတန္တရဘူဒ္ဓအကြောင်းများကို ဖြန့်ဖြူးဝင်ငါလေရှိ၏မောင်ပေါတူးမှာဒူပြိုကြီးတစ်ယောက်ဖြစ်၍ညနေခင်းအချိန်မှညအချိန်တိုင်အောင်၎င်း၏နေအိမ်တွင် ကာလာသားများလက်ဖက်ရည်ကြမ်းဝိုင်းဖွဲ့လီရှိ၏တနေ့တနိုင်မောင်းပေါက်တူသည်မြမပြီကို အနှံ့အပြားတဲ့လေကြည့်ရှုလိုတော့စိတ်ဖြစ်ပေါ်လာသည်နှင့်တငယ်ချင်းမိတ်ဆွေများကိုနှုတ်ဆက်ပြီးလျင်အိယာတလေးဖာတလုံးနှင့်ငွေကလေး340ကိုအိတ်တွင်ထည့်၍အိမ်မှထွက်လာခဲ့လေ၏မျက်စိတို့ရောက်သောအခါအောက်အရက်တို့ဆုံမြင့်ဖောင်တစင်းနှင့် အခန်းတဲ့တွေ့သည့်ဖြင့်မောင်းပေါက်တူသည်ဝိုင်းစားဝိုင်းလုံးအဖြစ်နှင့် ဖိုးအခမရှိဘဲလိုက်လာခဲ့လေ၏။ငင်းကြံမျိုးတို့ဆက်ရောက်သောအခါမောင်ပေါတူးသည်မြို့ပေါ်သို့တက်၍ရောက်တက်ရာရာလှည့်လည်ခဲ့ရာကုန်းမြင့်ကလေးတစ်ခုပေါ်သို့ရောက်တည်တွင် အလွန်ခမ်းနားတင့်တယ်စွာဆောက်လုပ်ထားသည့်အိမ်ကြီးတစ်လုံးကိုတွေ့မြင်ရလေ၏။ပေါတူးသည်ဝင်းပေါအနီးမှရပ်တန့်၍အိမ်ကြီး၏တိုင်မြိုက်ခန့်ထည်ခြင်းကိုကြည့်ရှုချီးမွမ်းလျက်ရှိသည်။အိမ်ကြီး၏အထက်ထက်ပဒင်းပေါင်းမှမိမိအားစိုက်ငေးကာ ကြည့်နေသောလူကြီးတစ်ယောက်နှင့်ညနေချင်းဆိုင်မိကြလေ၏လူကြီးသည်ပေါတူးနှင့်မျက်လုံးချင်းစုံမိရာမှ ပြုံးရယ်၍ပေါတူးအားအိမ်တွင်သို့လက်ရက်ခေါ်ငင်လေရာပေါတူးလည်းအံ့ဩစွာနှင့်အိမ်တွင်သို့ဝင်သွားလေ၏ဧကန်း၌ထိုင်မိကြသောအခါလူကြီးသည်စကားမပြောသေးဘဲပေါတူး၏မျက်နှာကိုကြည့်ကာတပ်ပြင်းချလျက်ရှိ၏ပေါတူးကမူငါ၌၎င်းအိမ်မျိုးရှိခဲ့လျင် တနေ့လုံးပျော်၍ဆုံးနိုင်မည်မဟုတ်ဟုစိတ်ကူးမိသည်နှင့်ထိုလူကြီး၏တက်ပြင်းချခြင်းကိုအလွန်အံ့ဩစွာနှင့်ငေးကြည့်နေမိလေ၏ထိုအခါလူကြီးသည်၎င်း၏အကြံကိုတိဟန်ဖြင့်မောင်ဒီအိမ်မျိုးလိုချင်သလားလိုချင်ပြီလားဗျာမောင်မငွေဘလောက်ပါသလဲအစိမ့်လောက်ပါပါလေဘဲတကူမောင်ရဲ့တို့ပေမဲ့ တတ်နိုင်ဘူးလေဒီလိုမောင်ရဲ့ဟောဒီပလင်းကိုဝေအစိမ့်နဲ့ကျုပ်ရောင်းမယ်ဒီပလင်းကိုမောင်ဝယ်ရင်ဒီအိမ်တွင်မကဘူးလူကျင်တဲ့ပစ္စည်းတွေအားလုံးရနိုင်တယ်လူကျင်တာတောင်းတလိုက်ရင်ရတာပဲခုပြော၍ပလင်းတစ်လုံးကိုထုတ်ပြလေ၏ပေါတူးသည်ပလင်းကိုကမ်းကြည့်ရာ ပလင်းမှာလေပင်ရှိရှိထိတ်ဝချင်းချင်းအဖြူရောင်ရှိတော်လဲအသွင်းပတ်၌တက်တန်ကဲ့သို့အရောင်မျိုးစုံ ကွန်မြူလက်ရှိသည်ကိုတွေ့မြင်ရလေ၏လူကြီးသည်မယုံဟန်ရှိသောပေါတူးဤလက်မှပလင်းကိုလှမ်းယူ၍တမ်မှန်သလင်းပေါ်၌ပေါက်၍ပြရာပလင်းသည်မကွဲဘဲကျပောင်ကဲ့သို့ခုန်တက်လာလေ၏၎င်းနောက်လူကြီးကဒီပလင်းထဲမှာဘလူးတကောင်ရှိတယ်ဒီပလင်းရှင်ဟာဘလူးကိုခိုင်းကျင်တာခိုင်းနိုင်တယ်အိမ်ကြိုက်ကြိုက်တိုက်ကြိုက်ကြိုက်ငွေလိုခြင်းလိုခြင်း ဘာမဆိုလိုချင်တာတောင်းတလိုက်ရင်သူရအောင်လုပ်ပေးတာပဲဒါနဲ့များခမားရောင်းချင်ရသလားဗျာရောင်းချင်ဆိုဒီလိုမောင်ရဲ့ကြုံလေကြီးပြီဒီပလင်းကအသက်ရှည်အောင်တကူတော့သူမတက်နိုင်ဘူးကြုတ်လိုချင်တာတွေလည်းအားလုံးရကုန်ပြီတို့တော့တကူတော့ကြုတ်ဖွင့်ပြောရမယ်ဒီပလင်းကိုမရောင်းမဲနဲ့လက်မထားရင်တည်သွားခဲ့ရှင် ပလင်းဆောင်ဘလူးကကျွတ်ပြီးပလင်းရှင်က ပလင်းဆောင်ဘလူဖြစ်ရမယ်ဒီတော့ကဘလူလုံးရမလဲဆိုတော့အရွယ်ကောင်းလုံးမှာဒီပလင်းရဲ့တန်ဖိုးနဲ့စီစဉ်ခန်းကြီးရင်းလာလို့တေကန်ပြီးတော့ရောင်းပြစ်လိုက်တာဗောမောင်ရဲ့ခမည်းညာတာမဟုတ်ဘူးနော်ပေးခြင်းနဲ့တစ္ဆာပေးပါမောင်ရဲ့ကိုင်းဒါဖြင့်ကြုံစမ်းကြည့်မယ်ဥပြော၍ငွေ25ချက်ကို လူကြီးအားပေးပြီးလျင် ပလင်းကိုလှမ်းယူ၍ ပလင်းဆောက်ဘလူးငါငွေ25ချက်ငါပြန်ယူပေးခုပြောလိုက်တင်တဲ့တပြိုင်နက်ပောက်တူးဤအင်ကြီးအိတ်ထဲတွင်ငွေ25ချက်ရောင်မြဲတမ်းရောက်နေလေဤနေရာချလိုက်လေဗျာဒါထက်ပြန်ရောင်းချင်တော့ဘလူးရောင်းရမှာလေကိုပေးဝယ်ထားတဲ့အဖိုးထက်ရှော့ပြီးရောင်းရတယ်။ဒိုင်းကျုပ်တော့ဝစ်ကြွသွားပြီမောင်။သွားပြီတော့သွားပြီတော့ 表表叔叔呢，忙头来利伊。包都的，俺二姐、王大姐、小马姐路幺三零西到碎片，两毛多小腊鸭，三蛋卤肉的我呢。喂，一天嘛不领我头缘，两边是一秒的忽脸，恰他的利益。包都的，两闺都要的呢的偏呢，万一的，有的也离了远，三气呀，不领我对呀利伊。 အင်းဟုတ်တော့တော့ပဲခုစဉ်းစားမိ၏ပေါတူးသည်ဖောင်တို့ပြန်ရောက်တော့အခါဆက်လက်၍မလိုက်တော့ရန်အကြံရှိတယ်နဲ့အိယာလေးနဲ့တကောက်ဖာလေးကိုဖောင်ပေါ်မှယူလာခဲ့လေ၏၎င်းနောက်မန္တလေးသို့ဆန်သောဘတို့တင်မောကြီးပေါ်သို့တက်၍တညာလုံးစိတ်ကူးနေရာနောက်ဆုံး၌မန္တလေးမြို့ဂေါ်ဝန်စိတ်ကန်းအနီးတွင်အိမ်ကြီးတစ်ဆောင်ရလိုသောစုတောင်းဖြင့်အိပ်ပျော်ခြင်းသို့ရောက်လေ၏ မန္တလေးသို့ရောက်တည်နေတဲ့ပြိုင်နက်တင်းမောစိတ်တွင်မိ쇠တယောက်နှင့်တွေ့၍ပေါက်တူးဤအကိုမကြီးသူကလေးနှင့်သူမကလေးတို့မှယမန်ညားကပဲလေကြီးမိုးကြီးကြခြင်းကြောင့်တစ်ပင်ပြီး၍တေဆုံးမီဖြစ်ကြောင်းနှင့်ခရီးရောက်မဆိုင်ပြောပြလေ၏ပေါက်တူးဤအကိုမှာဥစ္စာပစ္စည်းအတင်းအတင်းအပြင်မြေကမ်းပားရန်အနီး၌မြေယာကွက်လက်တစ်ခုလည်းရှိရာအခြားအမွေခံအမွေစားလည်းမရှိသည်နှင့်ပေါက်တူးပင်အမွေဆက်ခံရလေ၏ ပေါက်တူးအိမ်ဆောက်ရန်စိတ်ကူးထားသောနေရာမှာလဲ၎င်းမြေကွက်မျိုးပင်ဖြစ်၏နောက်တနေ့တွင်ပေါက်တူးသည်အိမ်ယာမှထ၍လက်ဖက်ရည်တောက်နေစဉ်အာဂျင်ကျေးနှန်းတစောင်ရောက်လာရာစာအိတ်သေးကိုဖောက်၍အင်္ဂလိပ်စာတက်သူတယောက်အားပြသောအခါတွင်ရန်ကုန်စိန်လေကြာသည်ပထမဆုပေါက်ကြောင်တည်ရလေ၏ငွေတသိန်းကျော်ဆုရသောကြောင့်ပေါက်တူးသည်မိတ်ဆွေတယောက်ကိုခေါ်၍အိမ်ဆောက်မည်အကြံစီနှင့်အင်ဂျင်နီယာထံသွားကြရာ အင်ဂျင်နီယာသည်အစင်နှင့်ရေးဆွဲထားသောအိမ်ပုံစံတစ်ခုထုတ်ပြလေ၏ပေါတူးသည်ပုံစံကိုကြည့်လိုက်သည်နှင့်တပြိုင်နက်မိမိစိတ်ကူးထားသော ပုံစံနှင့်တတဝေမသိမ့်တူညီနေသည်ကိုတွေ့ရလေက၎င်းအတိုင်းဆောက်လုပ်ရန်သဘောတူညီလေ၏စုငွေထုတ်ပြီးသောအခါပေါတူးသည်အင်ဂျင်နီယာအကူအညီဖြင့်အိမ်တလုံးဆောက်လေရာမကြာမီအတွင်ပြီးစီးသည်နှင့်မိမိ၏စုတောင်းပြည့်ပြီဟုအားရဝမ်းသာဖြစ်လေ၏ပေါတူးသည် အိမ်ကြီးနဲ့လိုက်လျောအောင်စန္ဒယာစသောအိမ်တော်ပစ္စည်းများကိုဝယ်ချမ်း၍အစီကံအမြောက်များနဲ့တကွပျော်ရွှင်စွာနေထိုင်လေ၏တနေ့တနေ့ပေါတူးသည်နေရအတန်ကြာမင်းလျော်နေသောပလင်းကိုရုတ်တရက်တတိယလာ၍ဘီရိုထဲမှထုတ်ယူပြီးလျင်ဧကန်အတွင်တယောက်ထဲထိုင်ရက်လှန်လုံးကြည့်ရှုနေလေ၏ရင်းတို့ရှိစဉ်ပလင်းထဲ၌နေထိုင်သည်ဆိုသောဘလူးကိုမြင်လိုသောဆန္ဒဖြစ်ပေါ်လာရကားတင့်တော်ပါမည်လို့ဟု တွေးတော်နေလေ၏နောက်ဆုံး၌မိတို့ပင်ဖြစ်စီငြိမ်းရမှကျေနပ်နိုင်မည်ဟုသောစိတ်မျိုးဖြစ်ပေါ်လာ၍အိုးဝပလင်းဆောင်ဘလူးမင်းကိုငါမြင်လိုသည်ခုချက်ချင်းပြလောခုနှုတ်မှဆိုလိုက်၏နောက်တခဏ၌ဘလူးသည်ပလင်းပေါက်မှဦးကောင်းပြူ၍မိမိ၏မျက်နှာကိုပေါက်တူးအားပြလိုက်လေရာပေါက်တူးမှာထိုနေ့မှစ၍ထမင်းမစားနိုင်တော့ကြေတို့ရာတွင် ငယ်ရွယ်သေးသူဖြစ်သည့်အလျောက်ရက်အနှဲငယ်အတွင်းတွင်တဖြည်းဖြည်းစိတ်သက်သာရာရလာ၍ပောက်တူးသည်ရှေးကကဲ့သို့ပင်ပျော်ရွှင်စွာနေထိုင်နိုင်ပြန်လေ၏တနေ့တစ်နိုင်ပောက်တူးသည်မြစ်ကမ်းမှတလျှောက်လမ်းလျှောက်နေစဉ်ရုပ်ရည်ချောမောလှပသောတငယ်မတစ်ယောက်နှင့်တွေ့၍ချစ်တဲနှီးသောယာမသမီးစားဘဝသို့ရောက်ပြီးလျင်တငယ်မဤဖခင်တဘောတူညီရရသည်နှင့်မကြမီအတွင်လက်ထပ်မင်္ဂလာဆောင်နှင်းကြလေ၏ပေါတူးသည် ထိုညအိယာမွေးမီဂျေချိုးကန်းတို့ဝင်၍မိမိဤကိုကို ကိုလုံးပေါ်မှန်ကြီးတွင် ကြိလိုက်ရာရုတ်တရက်မျက်နာပြတ်သွားလေ၏ထို့နောက်မှန်အနီးသို့ချင်းကပ်၍တေချာစွာ ကြိရှုပြန်ရာလက်ရဘက်ပေါင်တွင် အနီးကွက်ကလေးတစ်ခုထင်ရှားစွာတွေ့မြင်ရလေ၏မျက်နာပြတ်ရခြင်းအကြောင်းမှာအချို့သောနူနာဆွဲကပ်သူတို့သည် မျက်နာ ပေါင်စသည်တို့တွင် ရှေးဦးစွာအကွက်ကလေးများပေါ်လာတတ်သည့်ဖြင့်မိမိမှလည်း လူရချေတော့မည်ဟုမှတ်ထင်ပြီးသောကြောင့်သည်ပထမ၌ပေါတူးသည်မိမိ၏မယားမဖွားရင်ကိုချစ်ခင်လာသည့်အတွက်ကြောင့်၎င်းအားယောဂမကူးဆက်နိုင်စေခြင်းကအကျဉ်လင်မယားဖြစ်သောမရောက်သေးမီကပေါင်းတင်ဆက်ဆံခြင်းမပြုတော့ဘဲကွာရှင်းလိုက်တော့အန်ဟုအကြံဖြစ်လေ၏အလွန်တရာချစ်ကြိုက်လာသောမိမတယောက်ဖြစ်သည့်အတွက်ကြောင့်ထိုကဲ့သို့ပြုရန်လဲမလွယ်ကူကြီးတို့ဖြစ်၍စိတ်ထဲ၌ ခြေတုံချတုံဖြစ်နေစဉ်ပလင်းကိုတတိယတည်နှင့်အဝတ်များကိုတဖန်ဝစ်ဆင်ပြီးနောက်ပလင်းကိုယူခဲ့၍ခြေချိုးခန်းသို့ဝင်ပြန်လေ၏၎င်းနောက်ပေါတူးကဟဲပလင်းဆောင်ဘလူးငါကို၌ဆွဲကဆပြုတ်နေသောဒူနာယောဂါကိုယခုချက်ချင်းပြောင်းကင်းအောင်လုပ်ပေးလော့ဟုအမေပေးလိုက်လေ၏နောက်တခဏ၌ပေါတူးသည်မိမိ၏ပေါင်ကိုမှန်နေ၌ကြည့်ပြန်ရာအစွန်းအကွက်အလျင်းမရှိတော့ဘဲ ချောမောတန့်ရှင်းစွာရှိနေလေ၏ပထမ၌ပေါတူးသည်အတိုင်းမသိအောင်ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့၏တို့ရာတွင်ပလင်းဤအံ့ဩဖွယ်ကောင်းလာသောတကူတတိကိုဆက်လက်၍စဉ်းစားမိရာတွင်ပလင်းကိုရောင်းမစားဖြစ်ပဲလက်ထဲတွင်ထား၍တေဆုံးပါကအဝီစီငရဲ၌ခံရမည်ဘေးတို့ကိုကွင်းကွင်းကွက်ကွက်ပေါ်လာလေ၏ပေါတူးဤမျက်စီသည်ဒေအိုးကြီးများတွင်ထဲ၍အကြောခံရခြင်းဥကောင်းကိုလွှားနေဖြတ်ခြင်း ပစိမ့်နှိမ့်ပေါက်ခြင်းစာတော့ဝေဒနာခံစားရခြင်းအမျိုးမျိုးတို့ကိုဘုံတီဟင်းကဲ့သို့ကွင်းကွင်းကြီးမြင်လာလေ၏မြင်လာသည့်အလျောက်လဲစိတ်ထဲ၌ပူဆွေးဒုက္ခရောက်နေ၏တို့ရာတွင်ရေချိုးပြီးနောက်မင်္ဂလာဆောင်ခန်းဝနီး၌စောင့်နေသည့်ရုပ်ရည်ချုံမော်လှပသောမဖွားရင်ကိုမြင်လိုက်ရသည်တွင် ပူပင်တော့ကစိတ်ကူးများပျောက်သွား၍မင်္ဂလာဆောင်ကစပထမည၌ကြုံတွေ့ရသောတတို့သားတတို့သမီး၏ထုံးစံအတိုင်း ျော်ရွှင်သောစိတ်အာရုံဘက်သို့ပါသွားလေ၏။တက်ထပ်ပြီးကစားတလခတ်မြသောအချိန်သည်တို့သားတို့သမီးတို့အတွက်ဘိုးမမြင်လေးမမြင်ပျော်ရွှင်ကြသောအချိန်ပေသည်။လောကကြီးတစ်ခုလုံးသည်ဓာတ်ပုံကဲ့သို့အယောင်အစင်းမရှိဘဲဝဲ၆၆သာတွေ့မြင်နိုင်သော လူများအတွက်ပင်လျင်စေးအောင်ဆုံးချဲလဲထားသောကားကဲ့သို့ဆူဆူဖက်ဖက်စိမ့်စိမ့်လန်လန်ဖြစ်လာလေ၏။တလအချိန်ကျော်လွန်လက်တော့ပေါက်တူးမှာ ျော်ရွှင်သောစိတ်အာရုံများတဖြည်းဖြည်းလျော့သွား၍ဒဲအိုးကြီးများမိသောမီးလျံများဓားလှန်လက်နက်များမြင်စားပြုလာလေ၏ထိုအခါမှဆောက်၍ပောက်တူးသည်ပြုံးချင်းရဲချင်းတေးချင်းတီဆိုချင်းစသောအပြုတ်မှုများတဖြည်းဖြည်းလျော့ပါလာ၍နောက်ဆုံး၌တမိုင်မှန်တွေတွေတွေဒင်းနေလေရှိတော်၏မဖွားရင်လေမိမိယောက်ျားပိုင်ငေးတွေ့ဝေသောအမူအရာကိုမြင်ရသောအခါမိမိအား သဘောမကျတော့အချင်းရာတစုံတရာရှိ၍သာဖြစ်ရမည်ဟုတွေးတော်၍ရံဖန်ရံခါမျက်ရည်ဆက်လက်နေမိရှာ၏ပေါတူးသည်မဖွားရင်ဤမျက်နာမသာခြင်းကိုမြင်ရပြန်သောအခါတာ၍စိတ်မချမ်းသာဖြစ်၏နောက်ဆုံး၌မဖွားရင်ကမိမိ၌အပြစ်ရှိလျင်ဖွင့်ပြောပါဟုမိုးယိုကပြောရှာသည်တွင် ပေါတူးသည်မိမိအဖြစ်ပြက်ကိုထိန်ချန်ခြင်းအဖြစ်တယောက်နှင့်တယောက်အထင်မြင်လွဲဖို့သာရှိသည်ကို သိမြင်ရလေကား ပလင်း၏အထုပ်ပတ်တီကို အစမှအဆုံးပြောပြလိုက်လေ၏ထိုကမဖွားရင်သည် ပလင်းကိုစွန်အောင်ရောင်းရန်ခင်းရင်မီမဟုတ်ကြောင်းနှင့်ပြောပြကအားပေးပြီးလျှင်မကြာမီအတွင်တမြို့တရွာသို့ထွက်ရန် စီမံကြလေ၏အဘဲရောက်ဆိုတော့ဒူတိုင်းကဒေရွယ်စင်မှစ၍တိလာကြသော ပေါက်တူးဤလက်တွင်ဤမြလောက်ထူးဆန်းသော ပလင်းမျိုးရှိလိမ့်မည်ဟုယုံကြည်နိုင်ကြလိမ့်မည်မဟုတ်တော့ကြောင့်ဖြစ်သည် တနေ့တနေ့ပေါက်တူးတို့လင်မယားသည်ရွှေတကုံစီဒီကိုဖူးမြော်ရန်သွားကြမည်ဟုအသိန်းလွင်ပြီးနောက်ပလင်းကိုရောင်းရန်အကြံစီနှင့်နေအိမ်မှထွက်လာကြလေ၏မျိုးတမျိုးတို့ရောက်ကြသောအခါလင်မယားနှစ်ယောက်တို့သည်နေအိမ်ကြီးတစ်လုံးကိုငှားရမ်း၍အစေကံအမြောက်များနှင့်တကားခန်းသားတိုက်မြိုက်စွာနေထိုင်ကြလေ၏၎င်းတို့၏အကြံမှာဒူကုံထိုင်များ၏စကားကိုသာလူအများယုံတတ်သောကြောင့်မိမိတို့ကိုယ်ကို လူချမ်းသာကြီးများဖြစ်သည်ဟုအခြားသူတို့မှတ်ထင်ကြစေရန်ဖြစ်လေ၏ပေါတူးတို့မှာတိမ့်ထီပေါက်ထားသည့်အပြင် ပလင်းကိုလည်းမကြာခဏအသုံးချနေသောကြောင့်လူရည်တက်ဟု၍မှတ်ထင်လောက်အောင်ဒေထိုင်ရန်လည်းမခင်းရင်လှကြေရက်အတန်ကြာရှိ၍အခြေတကျရှိကြသောအခါ၎င်းမျိုးရှိ လူကြီးလူကောင်းများသည် ပေါတူးတို့၏အငိမ်ပွဲဇက်ပွဲဖျားကိုးစုကျွေးပွဲများသို့ဓာရောက်ကြ၏ထို့ထက်ကြာပြန်သောအခါ၌ ၎င်းတို့နှင့်မိတ်ဆွေဖြစ်ကြ၏ပေါတူးသည်မိတ်ဆွေအစ်စ်များနှင့်နွမ်းပါဟန်ရှိသူများကိုတယောက်စီဖိတ်ခေါ်၍ပလင်းအကြောင်းပြောပြပြီးလျင်ဝေယံတိုက်တွန်း၍စမ်း၏အချို့ကဤမြလောက်တန်ဖိုးတက်တည်သူရှိသောပလင်းကို အဖိုးငွေ20မြလောက်နှင့်ရောင်းမည်ဆိုခြင်းကိုမယုံကြည်ဟန်နှင့်ရင်မောကြ၏အချို့ကလည်းအဝေစီတွားရမည်ဆိုသောကြောင့်အောင်လန်းစရာဟုဆွဆွဲကြ၏နောက်ဆုံး၌မြို့လူမျိုးသားများသည် အောင်လန်းเสียသည်ဟူသောဆွတ်ဆွဲချက်ကိုယုံကြည်ကြ၍၎င်းတတင်ပြန့်နှံ့ပြီးလျင်ပေါတူးတို့လင်မယားကိုအဝေးမှရှောင်ကွင်းကြ၏ကလေးတငယ်များသည်ငင်းနှကောင်တက်ဘာဂီရထားနှင့်တွားလိရှိသောပေါတူးတို့လင်မယားကိုလက်ခုပ်လက်ဝါးတီးကတောင်ပြောင်ကြ၏အချို့ကခဲများနှင့်ပြစ်ခတ်ကြ၏တို့ဖြစ်ရကလင်မယားနှစ်ယောက်တို့မှာမျော်လင့်သည့်အတိုင်းပလင်းရောက်မစွန်သည့်အပြင် သူတို့ဘာလက်ညှိုးထိုးခံရသဖြင့်စိတ်ညစ်ယူကြ၏ နောက်ဆုံး၌ပေါက်တူးတို့သည်ထုံမြို့တွင်ဆက်လက်နေထိုင်ရန်မဖြစ်နိုင်တော့သည်နှင့်အခြားမျိုးသမျိုးတို့ပြောင်းရွှေ့သွားကြလေ၏၎င်းမျိုးသက်တွင်ပေါက်တူးသည်မိတ်ဆွေမဖွဲ့သေးဘဲဒူများ၏အရေးကဲကိုကြည့်နေသေး၏ရင်းတို့ရှိနေစဉ်ပလင်းကိုလက်မှမလွတ်နိုင်ဘဲတည်သွားရကြေကအဝီစည်းတို့ကြားရောက်ရမည်ဘေးကိုစိုးရင်ပူပန်လျက်တာလျင်ပိုင်ငေးတွေဝေကနေလေ၏ပေါက်တူးမှာပလင်းကိုရောင်းရံခင်းရဲလိမ့်မည်ဟုစဉ်းစားမိလေလေ တာ၍စိတ်ညစ်ညူးလေဖြစ်လေ၏နောက်ဆုံး၌ပေါတူးမှာမအိတ်နိုင်မစားနိုင်တမိုင်မိုင်နှင့်သာရှိနေရက အသားအရည်ကြုံလီးဖြောတော်လျက်ရှိလေ၏မဖွားရင်သည်တနာကျင်သာတတော်သဘောရှိသည့်အပြင်လင်ကိုလည်းချစ်ခင်လာရကပေါတူးအတွက်စိတ်မချမ်းမသာဖြစ်ရရှာ၏တခါတည်းရန်ပေါတူးအတွက်မိမိကတာဝန်ယူ၍ဖြစ်နိုင်ခဲ့လျင်မိမိပြန်ခံမာတော့မီသူစိတ်ချမ်းသာရင်ပြီးပါစေတော့ဟု စိတ်ကူးမိ၏တညတနိုင်မဖွားရင်သည်အဲ့ရမှတရေနိုးလာ၍ကြည်သောအခါပေါက်သူကိုမတွေ့ရဘဲကဒင်းနီးကြံပေါ်တွင်စောင်းလျက်ရှိသောပလင်းကိုသာတွေ့ရ၏ထို့နောက်အဲ့ရမှထလာ၍ဝင်းအတွင်လှဲ့လေရှာဖွေသောအခါတစ်ပင်တစ်ပင်အောက်တွင် လက်မှန်ချကထိုင်နေသောပေါက်သူကို တွေ့သည်နှင့်ချော့မော့ကအဲ့ရသို့ခေါ်လာခဲ့လေ၏မဖွားရင်ဤစိတ်ထဲ၌ဒင်းဤဒုက္ခကိုကူညီ၍ခံပေးလိုသောဆန္ဒသည် တာလွန်အားကြီးလာလေ၏တနေ့တနိုင်မဖွားရင်သည်အကြံတစ်ခုရလာသည်နှင့်အိမ်မှထွက်လာရာလမ်းခီးတွင်အဖိုးကြီးတယောက်နှင့်တွေ့လေ၏အဖိုးကြီးမှာပန်းနာယောဂါရှိသည်နှင့်အပြင်းအထန်ချောင်းဆိုး၍ချွေးများဒီဒီကြလျက်ရှိရာမဖွားရင်ကချောင်းဆိုးယောဂါပျောက်ကျင်ပါ၏လို့ဟုမေး၏အဖိုးကြီးကပျောက်ကျင်ကြောင်းပြော၏ထို့အခါမဖွားရင်ကကိုပေါတူးလက်ရှိပလင်းဤအထုပ်ပတ်တိကိုပြောပြရာ အဖိုးကြီးကချောင်းဆိုးမပြောင်းရင်ရှိပါစေအဝေစီးအကြမခံနိုင်ဟု ပြန်ပြော၏ထိုအခါမဖွားရင်သည်ပေါတူးထံမှပလင်းကို အဖိုးကြီးကဝယ်ယူ၍ဂျောကပြောင်ယုံမြတာအသုံးပြုပြီးနောက်မိမိအားရောင်းရင်မိမိကဝယ်ယူမည်ဖြစ်ကြောင်းပြောသည်နှင့်သဘောတူ၍ပလင်းဝယ်ရန်ထွက်သွားလေ၏အဖိုးကြီးသည်ပေါတူးထံမှပလင်းကိုအဖိုးငွေ၅ချက်နှင့်ဝယ်ယူ၍ပြန်လာခဲ့ရာမဖွားရင်ထံသို့ရောက်သောအခါ ချောင်းဆိုးယောဂါပြောင်ယုံများအတုံးချပြီးနောက်မဖွားရင်တို့အဖိုးလေးချက်နဲ့ရောင်းချလိုက်လေ၏မဖွားရင်သည်ပလင်းကိုဟွက်လျက်ပြန်လာခဲ့ရာလင်းပေါက်သူးမှာပလင်းရောင်းစွန်ပြီးဖြစ်သောကြောင့်ရှင်ပြုံးလျက်ရှိ၏ထိုခါ၌ကပိုင်ငင်းရန်အလုံးမှာမဖွားရင်ဤအလှဖြစ်နေတော်၏ပေါက်သူးရှင်မြူးသလောက်မဖွားရင်မှာစိတ်ညစ်ညူးရလေ၏မဖွားရင်ကအလွန်ရှင်မြူးဟန်ရှိသောပေါက်သူးအား အဖိုးကြီးကိုမျှတနာဖို့တတိမီရလေရော်လားဟုမေး၏ပေါတူးကမူသူတပားအရေးထက်မိမိအရေးကကြီးသောကြောင့်ရွှင်မြူးဖို့လောက်တာတတိယကြောင်းနဲ့ပြန်ပြောလေ၏ပေါတူးသည်မိမိရွှင်မြူးတကယ်တော့မရွှင်မြူးနိုင်သည့်အပြင် တွေ့ဝေငေးမိုင်နေဟန်ရှိသောမဖွားရင်ကိုမြင်တော့ခါစိတ်ထဲ၌မကြေမချမ်းဖြစ်၏လင်းတယောက်လုံးဝင်းတော့ကြီးကြသွားသည်ကိုဝမ်းမတနိုင်ပဲတစိမ့်ပြင်းပြင်းမျှတာရှိသောအဖိုးကြီးတယောက်တို့ ဤမျက်လောက်ပူပန်တော့ကရောက်ရနေတယ်လို့ဟုဒေါ်ပွားလည်းရှိ၏မိမိဤမယားကိုလည်းကျိမ်းပေါင်းရေရွတ်သေး၏တို့ရာတွင် တစ္ဆာရှိသောမဖွားရင်သည်အဖြစ်အပျက်ကိုဟုတ်တိုင်းမှန်ရာဖွင့်ဟပြောဆိုခြင်းမပြုဘဲခေါင်းငုတ်ခံ၍နေ၏တနေ့တနိုင်ပေါက်တူးသည်စိတ်ညစ်ညူးသောမယားနှင့်အတူနေရလျင်မိမိပါစိတ်ညစ်ညူးခြင်းကူးဆက်လာလိမ့်မည်ဟုသဘောပိုက်သည်နှင့်အိမ်မှထွက်လာ၍အရက်ဆိုင်တစ်ဆိုင်တွင် မိတ်ဆွေတည်းများနှင့်တောက်စားရက်ရှိ၏ ဒူစုအနက်တွင်တေလီချဘိုးကြီးဖြစ်နေကြီးပြင်းခဲ့ရသည့်ရစ်ထုတ်ကြီးတစ်ယောက်လည်းပါရှိ၏အရက်တောက်၍မူရစ်လာကြသောအခါပောက်တူးမှမိတ်ဆွေများအားတိုက်ရသောကြောင့်ပတ်စံကုံသွားကြောင်းသိရှိ၏တို့ရာတွင်ဒူစုမခွဲလိုသေးသည်နှင့်အိမ်တို့ပြန်၍ပတ်စံယူကြအောင်မည်ဟုပြောရာရစ်ထုတ်ကြီးမှဤမျက်လောက်လက်ဖွာသောမိတ်ဆွေတစ်ယောက်နှင့်မခွဲလိုသည်ဖြစ်၍အိမ်တို့အဖော်ဖြစ်နှင့်လိုက်ခဲ့မည်ဟုပြော၏ပောက်တူးနှင့်ရစ်ထုတ်တို့သည် အရက်ဆိုင်မှထွက်လာကြ၍ပေါတူးဤနေအိမ်သို့ရောက်လာကြသောအခါရစ်ထုတ်ကိုလမ်းမှစောင့်နေစေ၍ပေါတူးတယောက်တည်းအိမ်သို့ဝင်သွားလေ၏မဖွားရင်မှကဒင်းကိုမှီလျက်မှိုင်နေရာ ပလင်းသည်၎င်း၏အနီးတွင်ထောင်လျက်ရှိ၏မဖွားရင်မှမူအိပ်ပြက်ဖန်များသောကြောင့်ငိုက်မြည်လျက်ရှိ၏ပေါတူးသည်ပလင်းကိုမြည်သည်နှင့်တပြိုင်နက်မရား၏စိတ်ညစ်ညူးခြင်းအကြောင်းနှင့်မိမိအပေါ်၌မြည်မြှောက်စိတ်စေတနာကောင်းနှင့် ကဲဆယ်ထားကြောင်းကိုတွေးတော့ရိမ့်မိလေရကကျိန်ပေါင်းမိသည်များအတွက်ယူကျုံးမိရဖြစ်နေ၏။ဤတို့ပင်ဖြစ်စေအယက်ဝအောင်တွား၍တောက်အုံးအန်းဟုတက်တာထဲမှငွေများထုတ်ယူ၍ခြေပြားထောက်ကဖက်လာခဲ့လေ၏။ရစ်ထုံနှင့်တွေ့တော့အခါပောက်တူးသည်ရစ်ထုံအားပလင်းဤအထုပ်ပတိနှင့်တကွမိမိမယား၏သဘောထားကြီးမားပုံတို့ကိုပြောပြပြီးလျှင်တဖက်လက်နှင့်ပလင်းကိုမဖွားရင်ထမ်းမှဝယ်ယူရန်ဆေးလွတ်လိုက်၏။ ပေါက်သူ၏အကြံမှာရစ်ထုတ်၏လက်ထဲမှပလင်းကိုမိမိကတဖန်ပြန်၍ဝယ်ယူရန်ဖြစ်လေသည်ရစ်ထုတ်သည်မဖွားရင်ထန်ထွက်သွား၍မကြာမီအတွင် ပလင်းကိုပိုက်လျက်ပြန်လာလေ၏ထိုအခါပေါက်သူကဘလောက်ပေးရတလဲဟုမေးရာတုံးချက်ပေးခဲ့ရသည်ဟုပြော၏ဒါဖြင့်ကျုပ်ကိုနှစ်ချက်နဲ့ရောင်းပြီတော့ဟုပေါက်သူကပြောတော့အခါရစ်ထုတ်ကဒါလောက်ထူးဆန်းတဲ့ပလင်းကို ဒူမိုက်မှသာရောက်မှာပေါ့ငါမရောက်ဘူးဟုပြော၏ပောက်သူကမရောက်လျင်အဝီစီကြမိအကြောင်းပြောပြတော့အခါချစ်ထုတ်ကမထူးပါဘူးကွယ်ပလင်းရောင်ရောင်မရောက်ရောက်ငါလိုအကောင်အဝီစီကလွဲလို့ဘဲမှသွားတရလမ်းမရှိပါဘူးဒီအတူတူမသေးခင်ပျော်ပျော်ကြီးနေကြတော့မယ်ပောက်သူရေဟုပျော်ပျော်ဆူဆူနဲ့ခတ်တုတ်တုတ်လျှောက်သွားလေတော့တည်း အဆုံးအထိနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့လည်းပရိသတ်အားလုံးကိုထပ်မံမြတ်တာရက်ခံကြပါတယ်ခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ